င်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ရေရှည်အောင်မြင်မဲ့ graphic designer တစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့စိတ်ထားစိတ်ကူးနဲ့ရှောင်ကျင်ရမယ့်အချက်တွေဖြစ်ပါတယ် graphic designer တစ်ယောက်ရေရှည်အောင်မြင်ဖို့ဆိုတာလက်ရကောင်းတွေဖန်တီးနိုင်ုံနဲ့မလုံလောက်ပါဘူးကိုယ့်ရဲ့စိတ်ထားစိတ်ကူးနဲ့လုပ်ငန်းခွင်မှာရှင်သန်နိုင်စွမ်းတွေကလည်းအရေးကြီးပါတယ်ဒါကြောင့် ရေရှည်အောင်မြင်ဖို့လိုအပ်တဲ့စိတ်ထားနဲ့စိတ်ကူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ဖန်တီးမှုကိုချစ်မြတ်နိုးတဲ့စိတ်ထား graphic designer တယောက်အနေနဲ့ဖန်တီးမှုကိုချစ်မြတ်နိုးတဲ့စိတ်ထားရှိဖို့ရည်ကြည်ပါတယ်။ဒီဇိုင်းဆွဲတာကိုအလုပ်တစ်ခုအနေနဲ့မြင်မနေပဲအနုပညာတစ်ခုကိုခြေကပ်ပါ ကိုဖန်တီးတဲ့ဒီဇိုင်းတိုင်းမှာ ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့စွမ်းရည်တွေကိုအပြည့်အဝထည့်သွင်းပါ။ပြန်ယူလို့စိတ်ဒီဇိုင်းလောကမှာနည်းပညာတွေ trend တွေကအမြဲပြောင်းလဲနေပါတယ် ါကြောင့်ကိုယ့်ရဲ့စွမ်းရည်ကိုအမြဲမြင့်တင်ဖို့လိုပါတယ်။သင်ယူလိုစိတ်ရှိပြီးနည်းပညာအသစ်တွေဒီဇိုင်းပုံစံအသစ်တွေကိုလေ့လာဖို့အမြဲအစဉ်သင်ဖြစ်နေပါစေ။ပရိသတ်ကို နားလည်ပါ။ဒီဇိုင်းဆွဲတဲ့အခါပရိသတ်ကိုဦးတည်ပြီးဖန်တီးဖို့အရေးကြီးပါတယ်။ကိုယ်ဖန်တီးတဲ့ဒီဇိုင်းကဘယ်သူတွေကိုဦးတည်တာလဲ။သူတို့ရဲ့လိုအပ်ချက်တွေစိတ်ဝင်စားမှုတွေကဘာတွေလဲဆိုတာသေချာသိအောင်လုပ်ပါပရိသတ်ကိုနားလည်မှသာသူတို့နဲ့သက်ဆိုင်တဲ့ဒီဇိုင်းတွေကိုဖန်တီးနိုင်မှာပါ။ စိတ်ရှိပါဒီဇိုင်းဆွဲတာကအချိန်ယူရတဲ့လုပ်ငန်းစဉ်တစ်ခုပါစိတ်ရှိဖို့လိုပါတယ်တခါတလေစိတ်ကူးမရတာလက်ရမချေနေတာတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့စိတ်မပြတ်ပဲဇွဲရှိရှိနဲ့စူးစမ်းသွားဖို့လိုပါတယ် feedback ကို လက်ခံပါဒီဇိုင်းဆွဲတဲ့အခါ feedback ကိုလက်ခံဖို့အရေးကြီးပါတယ်ကိုယ့်လက်ရာကိုသူများကဘယ်လိုမြင်လဲဆိုတာသိဖို့လိုပါတယ် feedback တွေကိုလက်ခံပြီးကိုယ့်ရဲ့လက်ရာကိုပိုကောင်းအောင်ပြင်ဆင်ဖို့အမြဲအစဉ်တည်းဖြစ်နေပါစေကိုယ်ပိုင်ဟန်ကို ဖော်ထုတ်ပါ ဒီဇိုင်းနဲ့မြေကြီးတွေကိုအတူခိုးတာထက် ကိုပိုင်ဟန်ကို ဖော်ထုတ်ဖို့လိုပါတယ်။ကိုပိုင်စတိုင်ကို ဖန်တီးနိုင်မှသာလူတီများတဲ့ဒီဇိုင်နာတယောက်ဖြစ်လာမှာပါ။စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။ဒီဇိုင်းလောကမှာ deadline တွေဖိအားတွေကများပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုကိုကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။စိတ်ဖိစီးမှုကိုအနိုင်ယူနိုင်မှသာရေရှည်အောင်မြင်နိုင်မှာပါ။ graphic designer တယောက်အနေနဲ့တယောက်တည်းလောက်ကန်ရတာများပေမဲ့အဖွဲ့နဲ့လည်းလောက်ကန်ရတတ်ပါတယ်။ ဖွဲ့စည်းနဲ့လောက်ကန်နိုင်ငံရှိဖို့လိုပါတယ်။သူများနဲ့ပူးပေါင်းလှုပ်ဆောင်တတ်ဖို့ဆက်သွယ်ပြောဆိုနိုင်ဖို့အရေးကြီးပါတယ်။အတွေ့အကြုံကိုတန်ဖိုးထားပါ။ဒီဇိုင်းလောကမှာအတွေ့အကြုံကအရင်အရေးကြီးပါတယ်။လုပ်ငန်းခွင်မှာရလာတဲ့အတွေ့အကြုံတွေကိုတန်ဖိုးထားပြီးသင်ခန်းစာယူပါ။အတွေ့အကြုံများလာတာနဲ့အမျှကိုယ့်ရဲ့လက်ရာတွေကပုံမကောင်းမွန်လာမှာပါစိတ်ကူးစိတ်တန်းကိုလွတ်လပ်စွာဖော်ထုတ်ပါ ဒီဇိုင်းဆွဲတဲ့အခါစိတ်ကူးစိတ်တန်းကိုလွတ်လပ်စွာ ဖော်ထုတ်ဖို့မကြောက်ပါနဲ့။ကိုယ့်ရဲ့စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့ကြိုးစားပါ။စိတ်ကူးစိတ်တန်းကဒီဇိုင်းတစ်ခုရဲ့အတတ်ပါ။ graphic designer တယောက်အနေနဲ့ရေရှည်အောင်မြင်ဖို့ဆိုတာလက်ရကောင်းတွေဖန်တီးနိုင်ုံနဲ့မလုံလောက်ပါဘူး။စိတ်ထားစိတ်ကူးနဲ့လုပ်ငန်းခွင်မှာရှင်သန်နိုင်စွမ်းတွေကိုပေါင်းဆက်ပြီးကြိုးစားဖို့လိုပါနဲ့။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကူးတွေကိုလွတ်လပ်စွာဖော်ထုတ်ပြီးရေရှည်အောင်မြင်တဲ့ graphic designer တယောက်ဖြစ်အောင်စူးစမ်းပါကုမ္ပဏီရုံးဌာနသို့မဟုတ်အဖွဲ့အစည်းတွေမှာလုပ်နေတဲ့ graphic designer တယောက်အနေနဲ့အောင်မြင်ဖို့လိုအပ်တဲ့စိတ်ထားတက်ကြွမှုနဲ့ဆက်ဆံရေးတွေကတော့ professional စိတ်ထားတာဝန်ယူမှုတာဝန်ခံမှုကိုယ့်ရဲ့လက်ရာတွေကိုတာဝန်ယူတတ်ဖို့လိုပါတယ်အမှားဖြစ်ရင်ဝန်ခံပြီးပြင်ဆင်ဖို့လိုပါတယ်စီကံရှိမှု deadline ကို လိုက်နာတတ်ဖို့အချိန်မှန်ပြီးအောင် လုပ်တတ်ဖို့လိုပါတယ် ဒက်လိုင်းကိုလိုက်နာတတ်ဖို့အလုပ်ကိုအချိန်မမှန်ပြီးအောင်လုပ်တတ်ဖို့လည်းလိုပါတယ်။ဖန်တီးမှုစွမ်းရည် creativity design တွေကိုအသက်ဆန်းဖန်တီးနိုင်ဖို့လိုပါတယ်။ trend အသက်တွေကိုလိုက်မြင်အောင်လေ့လာပါ။ problem solving skill ဒီဇိုင်းပြဿနာတွေကို ဖြေရှင်းနိုင်ဖို့လိုပါတယ်။ဥပမာ form ပြဿနာ၊အယောင်ပြဿနာစတာတွေကိုဖြေရှင်းနိုင်ရပါမယ်။ design software skill Adobe Photoshop Illustrator InDesign အပ်တာအဖက်ဆတဲ့ဇော်ဝဲတွေကိုကျန်းကျွင်စာအသုံးပြုနိုင်မှုလိုပါတယ်။ UI UX design web design motion graphics တဲ့ level တွေကိုလည်းလေ့လာရရင်ပိုကောင်းပါတယ်။လောက်ဖော်ကန်ပြတ်တွေနဲ့ဆက်ဆက်ရေးအဖွဲ့အစည်းတွေနဲ့လာရောက်ညှိထွေမှုရှိမှုအဖွဲ့နဲ့လောက်ကန်နန်းစွမ်း graphic designer တယောက်အနေနဲ့တယောက်တည်းလုပ်ကံရတာများပေမဲ့အဖွဲ့နဲ့လည်းပူးပေါင်းလုပ်ဆောင်ရတတ်ပါတယ်။ဒါကြောင့်အဖွဲ့နဲ့လက်ရောညှိတွေ့ရှိဖို့လိုပါတယ်။ ဆက်သွယ်ပြောဆိုနိုင်မှုကိုယ့်ရဲ့အကြံဉာဏ်တွေကိုရှင်းရှင်းလင်းလင်းပြောဆိုနိုင်မှုလိုပါတယ်။လောဘကံပတ်တွေနဲ့ဆွေးနွေးတဲ့အခါနားလည်လွယ်အောင်ပြောဆိုပါ။ feedback ကိုလက်ခံပါအကြံဉာဏ်ကိုလက်ခံပါလောဘကံပတ်တွေကပေးတဲ့ feedback တွေကိုလက်ခံပြီးကိုယ့်လက်ရာကိုပိုကောင်းအောင်ပြင်ဆင်ပါ။ကိုယ့်မှာအကောင်းတဲ့အကြံဉာဏ်တွေရှိရင်လည်းဝေမျှပါအကြံပေးပါ အဖွဲ့အတွက်အကျိုးရှိမဲ့အကြံတွေကိုမျှဝေပါ။တတိယနဲ့ဆက်ဆံရေးယုံကြည်မှုရှိအောင်လှုပ်ဆောင်ပါတာဝန်ကျေပွန်မှုရှိပါ တထေးကိုကိုယ့်ရဲ့တာဝန်ကိုခြေပွန်တယ်လို့ယုံကြည်စေဖို့လိုပါတယ်အလုပ်ကိုစနစ်တကျလုပ်ပါ professional စိတ်ထားအလုပ်ခင်မှာ professional စိတ်ထားနဲ့ပြုမှုပါအလုပ်ကိုစိတ်အားထက်သန်စွာလုပ်ဆောင်ပါအလုပ်တစ်ခုပြီးတိုင်းတထေးကိုအစီရင်ခံပါစက်တွယ်ပြောဆိုပါပြဿနာတစ်ခုခုရှိရင်မြ мян အသိပေးပါအကြံဉာဏ်တောင်းခံပါတထေးရဲ့အမြင်ကို မေးမြန်းပြီးသူ့ရဲ့အကြံဉာဏ်ကိုလည်းတောင်းခံပါလေးစားပါနမီကောင်းရဖို့နဲ့လစာတို့ဖို့အတွက်ကအကောင်းဆုံးလက်ရာတွေကို ဖန်တီးပါ quality over quantity လက်ရတိုင်းကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပါလက်ရကောင်းတွေက ကိုယ့်ရဲ့နမိကောင်းကိုရစေပါတယ် portfolio တိစောက်ပါ ကိုယ့်ရဲ့လက်ရတွေကို portfolio လုပ်ပြီးစနစ်တကျအစင်သက်လှူထားသင့်ပါတယ် professional ဆက်ဆံရေးကောင်းမွန်တဲ့ဆက်ဆံရေး low volume ဘက်တွေတထေးတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးထားရှိပါအကူအညီတောင်းတဲ့အခါအကူအညီရတဲ့အခါကျေးဇူးတင်စကားပြောတတ်ပါ ိုးတက်အောင်စ조사ပါအမြဲလေ့လာပါနီးပညာအသစ်တွေဒီဇိုင်းပုံစံအသစ်တွေကိုအမြဲလေ့လာပါလစာတိုးဖို့ဆွေးနွေးပါကိုယ့်ရဲ့တန်ဖိုးကိုတထည့်ကိုတည်အောင်ပြပါလစာတိုးဖို့ဆွေးနွေးတဲ့အခါကိုယ့်ရဲ့အောင်မြင်မှုတွေကိုပြပါကုမ္ပဏီယုံဌာနသို့မဟုတ်ဖွဲ့စည်းတွေမှာ graphic designer တယောက်အနေနဲ့အောင်မြင်ဖို့ဆိုတာလက်ရကောင်းတွေဖန်တီးနိုင်ုံနဲ့မလုံလောက်ပါဘူးလုပ်ငန်းခွင်မှာလက်ရောညှိထွေးရှိဖို့လုပ်ဖို့ကြိုင်ပန်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးထားရှိဖို့တထည့်နဲ့ ယုံကြည်မှုရှိဖို့စတဲ့အချက်တွေကအရေးကြီးပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စွမ်းရည်ကိုအမြဲမြင့်တင်ပြီး professional စိတ်ထားနဲ့လုပ်ကင်သွားဖို့လိုပါတယ်။ကုမ္ပဏီရုံးဌာနသို့မဟုတ်ဖွဲ့စည်းတွေမှာ graphic designer တယောက်အနေနဲ့အပေါ်ငွေငွေရရှိဖို့နည်းလမ်းတွေကတော့ freelance အလုပ်တွေကိုလုပ်ကင်ခြင်း freelance platform တွေကိုအသုံးပြုပါ adword fiverr freelancers ဒီ platform တွေမှာကိုယ့်ရဲ့ portfolio တင်ပြီး freelance အလုပ်တွေရှောက်ထားနိုင်ပါတယ် ဒီဇိုင်းဆွဲပေးတာ၊ logo ဒီဇိုင်း၊ banner ဒီဇိုင်း၊ social media ဒီဇိုင်းစတာတွေလုပ်ကိုင်နိုင်ပါတယ်။ Top 99 design ဒီ platform တွေကတော့အဆင့်မြင့် designer တွေအတွက်ဖြစ်ပြီးဝင်ဝင်ကောင်းကောင်းရနိုင်ပါတယ်။ Facebook, Instagram, LinkedIn လူမှုကွန်ရက်များကိုအသုံးပြုပြီးကိုယ့်ရဲ့လက်ရာတွေကိုလူမှုကွန်ရက်ပေါ်မှာမျှဝေပါ၊ကိုယ့်ရဲ့စွမ်းရည်ကိုပြသပြီး freelance လုပ်တွေကိုရှာဖွေနိုင်ပါတယ်။ Behance, Dribbble စတဲ့ပလက်ဖောင်းတွေမှာကိုယ့်ရဲ့ portfolio တင်ပြီးလက်ရာတွေကိုပြသပါဒီဇိုင်းလိုအပ်နေတဲ့လူတွေကကိုယ့်ကိုဆက်သွယ်လာနိုင်ပါတယ်။ကိုယ်ပိုင် site project များအနေနဲ့ digital product များရောင်းချခြင်း၊ template များဖန်တီးရောင်းချခြင်းဥပမာ Canvas template, PowerPoint template, social media template စတာတွေကိုဖန်တီးပြီး SD creative market စတဲ့ပလက်ဖောင်းတွေမှာရောင်းချနိုင်ပါတယ်။ font နဲ့ graphic များဖန်တီးရောင်းချခြင်းကိုယ်ပိုင် font ဒါမှမဟုတ် better graphic တွေကိုဖန်တီးပြီးလည်းရောင်းချနိုင်ပါတယ်။ e-book တို့မဟုတ် online course များရောင်းချခြင်းဒီဇိုင်းနဲ့ပတ်သက်တဲ့ e-book တွေရေးသားခြင်းဥပမာ graphic design နဲ့ပတ်သက်တဲ့လမ်းညွှန်စာအုပ်တွေရေးသားပြီး Amazon ကင်တဲမှာ ရောင်းချနိုင်ပါတယ် online course များဖန်တီးခြင်း Udemy skill share စတဲ့ platform တွေမှာဒီဇိုင်းနဲ့ပတ်သက်တဲ့ online course တွေဖန်တီးရောင်းချနိုင်ပါတယ် print ထုတ်ကုန်များရောင်းချခြင်းမချက်တိုက်ဒီဇိုင်းများထန်တီးခြင်း ဒီချက်မတ်ဒုတ်ဘတ်စတဲ့မဆက်ဆိုင်ဒီဇိုင်းတွေဖန်တီးပြီးရောင်းချခြင်းကိုပိုင်ဒီဇိုင်းတွေကို print on demand ဝန်ဆောင်မှုတွေဖြစ်တဲ့ printful display စတာတွေမှာတင်ပြီးရောင်းချနိုင်ပါတယ်ကိုပိုင်ဒီဇိုင်းတွေကို print ထုတ်ပြီး online ကနေရောင်းချနိုင်ပါတယ်ဥပမာ Facebook Marketplace Instagram short စတာတွေမှာရောင်းချနိုင်ပါတယ် social media management social media design တွေကို online မှာဝန်ဆောင်မှုပေးတာတွေပြုလုပ်နိုင်ပါတယ် လုပ်ငန်းငယ်တွေအတွက် social media post story design စတာတွေပြုလုပ်ပေးပြီးဝန်ဆောင်ကရနိုင်ပါတယ်။ logo design business card voucher စတာတွေပြုလုပ်နိုင်ပါတယ်။လုပ်ငန်းငယ်တွေနဲ့ branding နဲ့ marketing material တွေပြုလုပ်ပေးပြီးဝင်ငွေရနိုင်ပါတယ်။ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခြင်း99 design design he စတဲ့ platform တွေမှာ design content တွေကိုပြိုင်ပွဲဝင်ပြီး design တွေဖန်တီးနိုင်ပါတယ်။ data တွင်းကပြိုင်ပွဲတွေမှာလည်းပါဝင်ရှင်ပြိုင်ပြီးစုကြည့်ရနိုင်ပါတယ်။ graphic designer တယောက်အနေနဲ့ရုံးလားစာအပြင်အပေါ်ဝင်ငွေရရှိဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ freelance လုပ်တွေလုပ်ကြိုင်တာ၊ကိုယ်ပိုင် side project တွေဖန်တီးတာ၊ print ထုတ်ကုန်တွေရောင်းချတာ၊ online မှာဝန်ဆောင်မှုပေးတာစတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးအပေါ်ဝင်ငွေရနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စွမ်းရည်ကိုအသုံးချပြီးအပေါ်ဝင်ငွေရရှိအောင်ကြိုးစားကြည့်ပါ။ graphic designer တယောက်အနေနဲ့လုပ်ငန်းခွင်အတွင်းမှာရောလုပ်ငန်းခွင်ပြင်ပမှာပါကောင်းမွန်တဲ့လူမှုဆက်ဆံရေးအတွက် ထိမ့်သိမ့်ဖို့နည်းပညာတွေကိုအမြဲ update ဖြစ်နေဖို့နဲ့မလုံတဲ့နဲ့လေ့ကျင့်တွေကိုရှောင်ကျဉ်ဖို့အရေးကြီးပါတယ်